အဲဗုဒ္ဓရှင်တော်မြတ်ဟောကြားထားတဲ့အမင်းကြီးတရား၄ပါးတည်းမှာပါတဲ့မင်းကြီးတရား၄ပါးနဲ့ညီအုပ်ချုပ်တဲ့တရားဥပဒေစိုးမိုးတဲ့နိုင်ငံမှာတို့ပါပဲဖြစ်ဖြစ်တိုင်းသူပြည်သားတိုင်းသူပြည်သားတို့ရဲ့ရပိုင်ခွင့်အခွင့်အရေးတစ်ခုအနေနဲ့အတိုင်းတာတစ်ခုနဲ့လုပ်ပိုင်ခွင့်ရှိတော်လဲပဲမင်းကြီးတရား၄ပါးနဲ့ညီအုပ်မချုပ်ကြတော့တနည်းအားဖြင့်ဥပဒေစိုးမိုးမှုမရှိတော့နိုင်ငံမှာလူဖြစ်ရတဲ့အခါမှာတို့ကိုယ်ပိုင်အရာရာကိုကိုယ်ပိုင်အဥ္စာလို့တွက်ချက်ရဲ့ မမယ်ဆိုတဲ့အကြောင်းဘုရားရှင်ကိုရိုမြတ်အသက်ထင်ရှားရှိတုန်းကပလာဝတ်တီဗီစေတဝန်ရွှေချောင်းတရံသုံးတော်မူတုန်းကပလာဝတ်တီဗီသတိသာတူကိုတရားနာခံထားပြီးတော့ဟောကြားခဲ့တယ်။ဒီတော့ဇာလန်ကပလာဝတ်တီဗီမှာမြတ်စွာဘုရားတရံသုံးတော်မူနေတဲ့အချိန်အနာရဝင်ကျောင်းတိုင်ကကြီးလိုပါပဲ။ကျောင်းတိုင်ကတော့မဟုတ်ဘူး။တတိသာတူမြတ်စွာဘုရားပြန်ပြီးတော့နောက်မှာတပည့်ပြိတ္တသင်္ဟာ900နဲ့ဒီမိမိအိမ်တို့ပြန်ပြီးတော့စွမ်းဆက်ကလူတန်း အဲ့ဒီအချိန်မှာသာဝတိပြည့်ရှင်ပေးရင်ပတနနီကောသရာမင်းကြီးကအဲ့ဒီဖွင့်ကန်နေတဲ့တထေကိုကြေးငွေကိစ္စနဲ့တိုင်ပင်စရာရှိလို့ဆိုပြီးတော့မင်းရှင်ယောက်ျားတရားကိုခေါ်ခိုင်းအဲ့ဒီမင်းရှင်ယောက်ျားတရားကခေါ်ဖို့လာတဲ့အချိန်မှာတထေကမြတ်ဖယောင်းမှုသောသင်္ကာရရှင်သူမြတ်တွေကိုစွမ်းဆက်ကလှူဒန်းနေတဲ့အချိန်တိုက်ဆိုင်တယ်ဒါပဲဘုရားရှင်မောက်မှာပဲလာပြီးတော့ဘယံရဲ့အမိန့်တော်ဆိုပြီးတော့လာပြောတယ်တထေမင်း ဘယံပဒနေနေကောလာမင်းကြီးကတထင်းမဲကိုအခုခေါ်ခိုင်းလိုက်တယ်။ဒါကြောင့်ဘယံရဲ့အမိတို့အတိုင်းတထင်းမဲရွှေနာတို့တော့မြန်မြန်လာခဲ့ပါ။အဲ့ဒီမှာ တထေးကပြောလိုက်တာကယခုအချိန်ကာလမှာငါရွှေအိုးမြုံနိုင်တယ်။ကိုယ်ပိုင်ဥစ္စာမြုံနာသူမိသိမ့်စေနေတဲ့အရှင်ဖြစ်သည့်အတွက်မလာနိုင်သေးဘူး။ငါရဲ့ကိုယ်ပိုင်ဥစ္စာမြုံနာသူမိသိမ့်စေပြီးမှ ဘယင်ထံမြလက်ကိုလာခဲ့မယ်ဆိုတဲ့အကြောင်းသတို့တန်လိုက်ပါတရေကတတ္တိရှိတယ်နော်ဘယရှိမောင်ရောက်နေတတ္တိရှိတာပေါ့ဒီလိုနဲ့နေဆောင်ကပ်ပြီးတဏှာကြီးလောက်အရှင်ကြတော့မြတ်စွာဘုရားကအဲ့ဒီမှာတရေမြတ်ကိုတရားနာခံထားပြီးတော့ပရိသတ်များစွာတို့ကိုမြတ်စွာဘုရားကဥစ္စာသုံးမိသိမ့်စေဘူးတတ္တဝါရင်တတ္တဝါရင်ကိုယ်ပိုင်ဥစ္စာကိုဘယ်လိုရှာဖွေစုဆောင်မြုပ်နှံသုံးပြီးသိမ့်စေရဘူးဆိုပြီးတော့သုတ်တန်ကိုခေါ်တယ်နိတိကန္တသုတ်တန် နိဒိဆိုတာပစ္စည်းဥစ္စာလို့သိပြရတယ်။ကန္တဆိုတာအဲ့ဒီပစ္စည်းဥစ္စာအမျိုးအစားကိုဘေဘုံဘေနဲ့မြုံနံသုံးပြီးသိသိရမယ်ဆိုတာခွေးချောင်းဝေဖန်ပြဆိုထားတဲ့တုတ်တန်ကိုပါဠိလိုနိဒိကန္တတုတ်တန်လို့ခေါ်တယ်။တတိမေလူတိုင်းလူတိုင်းဟာမိမိတို့ပိုင်ဆိုင်ထားတဲ့ရွှေငွေရတနာပစ္စည်းဥစ္စာကိုလုံခြုံတဲ့နေရာဌာနမှာမြုံနံသုံးပြီးသိသိကြတယ်။ အဲ့ဒီလိုလုံခြုံတဲ့နေရာဒါနာမြုပ်နာသူမိသိစိတ်တဲ့နေရာမှာကောင်းကျိုးတရားကိုရဖို့ဆိုတဲ့ရွေရှက်ရဲ့အကျိုးမိတရားကို ပေးချဖို့ဆိုတဲ့ရွေရှက်ရဲ့အဲ့ဒီရွေရှက်နှမျိုးနဲ့မြုပ်နာသူမိသိစိတ်ကြတဲ့တာယကတတိမေကောင်းကျိုးတရားကိုရရှိဖို့အကျိုးမိတရားကို ပေးချဖို့ဆိုတဲ့ရွေရှက်နှမျိုးဖြင့်လူတွေဟာမိမိတို့ပိုင်ဆိုင်ထားတဲ့ရွှေငွေစင်ကြောက်အစရှိသောသာဝရပစ္စည်းဘန္တာကိုမြုပ်နာသူမိသိစိတ်ကြတယ် အဲ့ဒီလိုရွေးချယ်ကြီးစွာဖြင့်မြုံနာသွမိသိမ့်စိထားတဲ့ပြည့်စည်ပန္နာတွေကတကယ်မိမိတို့လိုလိုအပ်သမျှအောက်သောအလုံးစုံသောကြိုတရားကိုတကယ်ပြီးစင်နိုင်တဲ့တတ္တိရှိရလားဆိုတော့အကုန်လုံးတော့မပြီးစင်နိုင်တရားကတည်းကောင်းကျိုးတရားကိုရဖို့ဆိုတဲ့ရွေးချယ်ရအကျိုးမေတ္တာကိုပေးချဖို့ဆိုတဲ့ရွေးချယ်ရအဲ့ဒီလိုရွေးချယ်နှစ်မျိုးဖြင့်ရွေးချယ်ကြီးစွာဖြင့် မိမိတို့ပိုင်ဆိုင်ထားတဲ့ပြည်စီဥစ္စာရဏကိုဘယ်လိုပဲမြုပ်နှံသုံးပြီးသိစိတ်ထားတော်လဲပဲမိမိတို့မြုပ်နှံသုံးပြီးသိစိတ်တတ်တဲ့သာဝရပြည်စီဥစ္စာဆိုတဲ့ဤပြည်စီပန္တာတွေကမိမိတို့လောလောအတ္တမြောက်တော့အလုံးစုံသောအကျိုးတရားကိုတော့မပြည့်စင်နေပါဘူးတစိုက်တည်းတည်းသားလောက်ပြည့်စင်အောင်ပြည့်စင်ပါလိမ့်မယ်။ဘာဖြစ်လို့မပြည့်စင်နိုင်တာလဲဆိုရင်အတိတ်ဘဝတန်တရာကကိုပြုလုပ်ထားခဲ့သောဒါနကောင်းမှုကုသိုလ်မျိုးစေအရှင်ကကုန်ခန့်လာပြီဆိုလို့ရှိရဘယ်လိုယူရှိကြီးစွာပြပဲမြုပ်နှံသုံးပြီးသိစိတ်တော်လဲပဲ အဲ့ဒီမြုံနာသမီးတင်းစစ်ထားတဲ့ပြည်စီဥစ္စာစတာကမြေကြီးချင်းမှာရွေးချယ်ပြီးတော့ပျောက်သွားတဲ့ပါတယ်အတိတ်ဘဝသံသရာကကိုပြုလို့ခင်သောဒါနကောင်းမှုကုသိုလ်မျိုးစစ်မမရှိခဲ့ဘူးသို့မဟုတ်အတိတ်ဘဝသံသရာကကိုပြုလို့ခင်သောဒါနကောင်းမှုကုသိုလ်မျိုးစစ်အရှင်ဝါသိသွားပြီတတ္တိကုံသွားပြီဆိုတဲ့အရှင်ပါမြုံနာသမီးတင်းစစ်ထားတဲ့ပြည်စီပန္နာဘေးနီယာဌာနမှာမြုံနာသမီးတင်းစစ်တဲ့စတာကိုအမှတ်မရတော့ဘင်းနဲ့မေ့ပျောက်သွားတာပါတယ်အဲ့ဒီအကြောင်းကြောင့်လေးပဲရွှေငွေပန္နာယန္နာပြည့်စည်တတ်ပါတယ် ကိုပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာကိုသုံးဆွေဖို့အတိတ်ဘဝသံဃာကကိုလုပ်ခဲ့တဲ့ဒါနကောင်းမှုကုသိုလ်မျိုးစစ်အရှင်ဟောကုန်ခန့်သွားပြီဆိုတဲ့ဒီနေ့မှာမြုံနာတော်မိသိစေတဲ့ပစ္စည်းပန်းနာကိုနတ်နဂါးတွေကလိုလေပဲယူဆောင်သွားကြတယ်အဲ့ဒီကြောင်းကြောင်းလေပျောက်ဆုံးသွားနိုင်ပါတယ်တဲ့ကိုမကိုပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာကိုသုံးဆွေဖို့တဲ့အတိတ်ဘဝသံဃာကဒါနကောင်းမှုကုသိုလ်မျိုးစစ်ကုန်ခန့်လာပြီဆိုရင်မြုံနာတော်မိသိစေတဲ့ပစ္စည်းပန်းနာကိုဥစ္စာဆောင်လို့ခေါ်တဲ့ဘီလူဘုံစိုးတွေကလည်းယူဆောင်သွားတတ်တဲ့အတွက်ကြောင့် ြည့်စည်သွားတတ်ပါတယ်ဘုရားရှင်ကတရားကားတည်းလူရလောက်ဖြစ်လာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဘယ်လောက်ကိုကြွေးဝါရှင်းသာရှင်းသာအတိတ်ဘဝတန်တရာကပါမီကောင်းမှုကုသိုလ်ထောက်ယေကာတို့အနေနဲ့ဒါနကောင်းမှုကုသိုလ်ပတ္တိဟာအဆက်ဆက်ပါရှိခဲ့ဘူးကွန်ခန့်လာပြီဆိုရင်ကိုယ်ပိုင်ဆိုင်ထားတဲ့ပြည့်စည်ဥစ္စာတွေဟာဆိုခဲ့ပြီးအကြောင်း၅မျိုးတမျိုးမျိုးကြောင့်ဆုံးရှုံးပြည့်စည်တတ်ပါတယ်ဒီတော့သေမင်းကပြန်လျှောက်တယ်ဘုန်းတော်ကြီးတမြတ်စွာဘုရား မိမိတို့ရှာဖွေစုဆောင်ရရှိတာတဲ့ပစ္စည်းဥစ္စာယရဏဗန္ဓာတွေလောကီဥစ္စာယရဏတွေဟာအတိတ်ဘဝသံသရာကကောင်းမှုကုသကံရှင်ဝကွန်ခန်းလာသောပုဂ္ဂိုလ်အတွက်အကြောင်းငါမျိုးတမျိုးမျိုးကြောင့်ဆောင်းရှင်ပစ္စည်းတတ်သည့်အတွက်ကြောင့်လောလအတ္တမြအဥစ္စာအလုံးစုံသောအကျိုးတရားကိုမပြည့်စုံနိုင်ဘူးဆိုတာကိုတော့တပည့်တော်တို့သိရပြီဘဝသံသရာတစ်ချောင်းလုံးမှာဘယ်တော့မှမပြည့်စုံနိုင်သောဥစ္စာမျိုးကဘယ်လိုဥစ္စာပါလဲယံသူမျိုးကပါလူရဲ့ဖြစ်စဉ်မရနိုင်သောပစ္စည်းဥစ္စာကဘယ်လိုဥစ္စာပါလဲ အနာဂတ်ဗန္ဒရာတလျှောက်နိဗ္ဗာန်မြတ်ပြီးစัจကြအရိပ်ပမာထက်ကြမှုကကိုနဲ့ထက်ကြမှုကပါရှိနေတဲ့ပြည့်စုံဥစ္စာဘယ်လိုဥစ္စာပါလဲအဲ့ဒီလျှောက်တော့ဘုရားရှင်ကအာဒါရကသတိသူတော်ကောင်းအမျိုးကောင်းသားမျိုးကောင်းသမီးကြီးဒါနကောင်းမှုကုသိုလ်ပြုလို့ကြတယ်သီလကောင်းမှုကုသိုလ်ကိုခံယူဆောင်တဲ့ကြတယ်သမာဓိဘာဝနာတရားကိုပွားများကြုကိုအားထုတ်ကြရတယ်ပညာဘာဝနာတရားကိုပွားများကြုကိုအားထုတ်ကြရတယ်အဲ့ဒီသူတို့ကပုဂ္ဂိုလ်တို့ ကျိုးပန်းအထုတ်ရတဲ့ဒါနကောင်းမှုသီလကောင်းမှုသမာဓိကောင်းမှုပညာကောင်းမှုဆိုတဲ့ကောင်းမှု၄ဖြာရှိပါတယ်အဲ့ဒီကောင်းမှု၄ပါးသည်ဘေးရန်သူမျိုးမှလူရည်ဖြစ်စီမရနိုင်တော့အနုဂါမိကဥစ္စာဟုတ်ပါတယ်ဒီနေရာမှာဒါနနဲ့သီလကတော့တူတူများများသိပြီသမာဓိနဲ့ဘာဝနာပဲလို့ခွဲပါတယ်သမာဓိဆိုတာသမထလုံးကပဲပညာဆိုတာကဝိပဿနာပညာဒီလိုခွဲယူနော်ကဲဒီတော့မြတ်စွာဘုရားကဒါရီကသတိ ရန်သူမျိုးငါဘာလူရတိုက်ဖြတ်ရမရနိုင်တဲ့ပြည်စီဥစ္စာအနာကသန္တရာတခြားသန္တရာကမထွေမြောက်တဲ့မြာကာလပတ်လုံးအယိတ်ပါမှာမိမိနောက်ကကိုပင်ဥစ္စာအနေဖြင့်လိုက်ပါနေတဲ့ဥစ္စာဆိုတာကကိုပြုလို့ကျိုးကိုအတူရတဲ့ဒါနကောင်းမှုရယ်သီလကောင်းမှုရယ်ဘာဝနာကောင်းမှုရယ်အဲတမာတိကောင်းမှုရယ်ပညာကောင်းမှုရယ်ဒီကောင်းမှု၄ပါးသည်တကယ်ရသူချင်းငါပါတဲ့လူရယ်မရနိုင်သောဥစ္စာဖြစ်ပါတယ်အဲ့တော့ဘာဝတိတထေက ဘုန်းတော်ကြီးတန်မြတ်စွာဘုရားတတ္တဝတ္တုတရားအတွက်ကိုယ်တိုင်လူတန်းတတ်တဲ့ဒါနာကောင်းမှုကုသိုလ်ကိုယ်တိုင်ဆောက်တည်တတ်တဲ့သီလကောင်းမှုကုသိုလ်ကိုယ်တိုင်ကျုပ်ပန်းပွားများထုတ်တဲ့တမာရီကောင်းမှုကုသိုလ်ပညာကောင်းမှုကုသိုလ်ဤကောင်းမှုလေးဖြာသည်ယံသူမျိုးငါးပါးလူရဲ့တိတ်ပြမရနိုင်တဲ့ပြည့်စုံဥစ္စာသာတပည့်တော်သိပြီဒါနာသီလတမာရီပညာဆိုတဲ့ကောင်းမှုလေးဖြာအနုဂါမိကဥစ္စာရနာကိုဘေလိုနေရာဌာနမှာသိသိရင်ဖြင့်လုံရှုံနိုင်ပါပါလေဘေလိုဘန္တာတိတ်ထိမှာတပည့်တော်တို့မြုံနာသွင်းပြီးသိသိရမှလေတထေးကရှောက်တယ် ကပတိတိုင်ကတတိစေရီရီဥသပန္နာတိုင်မင်္ဂရောဥသပန္နာတိုင်အလူခံပုဂ္ဂိုလ်တိဥသပန္နာတိုင်ဧသည်အင်္ဂါတုသောတဲ့ပန္နာတိုင် မိခင်သောတဲ့ပန္နာတိုင်ဖခင်သောတဲ့ပန္နာတိုင်ညီကုံမောင်နှမသောတဲ့ပန္နာတိုင်ပန္နာတိုင်ယူခဏလုံးအဲ့ဒီခဏလုံးထိမို့အပစ္စည်းဥစ္စာကိုမြုပ်နာသွင်းပြီးသိစေရမယ်ဘုရားရှင်ကဒါပြကောင်းပြီစေရီရီဥသပန္နာတိုင်ထိမှာဘယ်လိုမြုပ်နာသွင်းပြီးသိစေရမှာလဲဆိုတာကိုတော့ စေဒီဆိုတာတမျိုးတွေမဟုတ်ပါဘူး။စေဒီက၄မျိုးရှိပါတယ်။နော်။ပရိဘောကစေဒီ၊ဥဒေသကစေဒီ၊ဓာတုစေဒီ၊ဓမ္မစေဒီ။နော်။စေဒီ၄မျိုး။ပရိဘောကစေဒီဆိုတာကမြတ်စွာဘုရားပွင့်တဲ့ဗောဓိပဲနေ။မြတ်စွာဘုရားတရားသုံးတော်မူတဲ့ကန္တကုတွေနဲ့ကြောင်းဆောင်တွေမြတ်စွာဘုရားအသုံးဆောင်ထိဖနသင်္ကန်းအစရှိတည်တယ်။ဓာတ်တွေအလုံးကိုပရိဘောကစေဒီလို့ခေါ်ပါတယ်။ ဥဒ္ဒေတကစီတုဆိုတာကမြတ်စွာဘုရားရုပ်ဘဝဆန္ဒတို့ဓာတုစီတုဆိုတာမြတ်စွာဘုရားခန္ဓာကိုယ်မှာကျဉ်းကျဉ်းရဲ့ဓာတ်တုံမွေတို့များကိုထမနာထားပြီးတည်ထားတဲ့စီတုကိုဓာတုစီတုဓမ္မစီတုဆိုတာကတော့မြတ်စွာဘုရားလင်းစင်ငါဝါကာလပတ်လုံးဟောကြားပညာအပ်သောဓမ္မဝိညာဉ်ကိုတဲ့ပိဋကသုံးပုံတည်ဟူသောဓမ္မဝိညာဉ်ကိုဓမ္မစီတုလို့ခေါ်တယ်အဲ့ဒီစီတုလေးမျိုးထင်းမှာဒါနသီလသမာဓိပညာတည်ဟူသော အနုဂါမိကဥစ္စာကိုမြုံနာတော်မူသိသိပါတဲ့အဲ့ဒီစေတီလေးမျိုးထဲမှာမိသိစေတီမျိုးပဲရှိစေ။ကဲမိမိတို့အိမ်မှာလူတိုင်းလူတိုင်းအိမ်မှာပါရှိကြတော့ပြဿနာဖြစ်ရင်ရုပ်ပေါ်ဆန်းသူတစုလောက်ကတော့ဗုဒ္ဓဘာသာအိမ်တိုင်းအိမ်တိုင်းမှာရှိကြတယ်။အဲ့ဒါကိုဗာစေတီတွေသွင်းရတော့ဩဒေသကစေတီကဲအဲ့ဒီဩဒေသကစေတီနဲ့ပဲအနိစ္စဆုံးစေတီနဲ့ပဲပြောကြစို့ဒါနသီနာသမာဓိပညာဘယ်လိုမြုံနာသမီးသိသိရမှာလဲဆိုတော့မိမိတို့အဲ့ရာကထားတဲ့အရှင်ကစပြီးတော့မြတ်စွာဘုရားကိုရှိဥစွာ ရေရှမ်းကမ်းမယ်နော်မိမိနဲ့စာမင်းသားမယ်ရှက်ပြုတ်ထားတဲ့အာရာထေကရှိဥစွာသွန်တို့တွေကတ်တယ်ဒါတွေဟာဖယတိဟူသော စေတီတိဟူသောဗန္နာတိုက်ထေမှာဒါနတိဟူသောအနုဂါမိကဥစ္စာကိုဒါမြုပ်နာသွင်းပြီးသင်ဆင်းနေတာဒီလိုသဘောပေါက်သီလသီလတိဟူသောအနုဂါမိကဥစ္စာကိုဘယ်လိုမြုပ်နာသွင်းပြီးသင်ဆင်းရမှာလဲဆိုတော့သီလနဲ့ပတ်သက်ပြီးတော့နှစ်ပိုင်းရှိတယ်စာရိတ္တသီလဝါရိတ္တသီလလို့ခေါ်တယ်ဝါရိတ္တသီလဆိုတာက လူသားတယောက်အတွက်၅ပါးသီလသည်ဝါရိတသီလရဟန်းတို့တစ်ပါးအတွက်290ခုနှစ်သာတိတ်ခါဖို့သည်ဝါရိတသီလဖယားရှိမှမှာ၅ပါးသီလဖြစ်စေရှိပါသီလဖြစ်စေခံယူစောက်တည်မယ်ဆိုရင်ဗုဒ္ဓရဲ့ဥဒိတာစေတီတိဟုသောဗန္နာတိတ်ထင်ပါဘာဖြစ်သွားသီလတိဟုသောဝါရိတသီလတိဟုသောအနုဂါမိကဥစ္စာကိုမြုံနာသမီးသိစေတယ်မိမိတို့အိမ်မှာရှိနေတဲ့ကြောင်ဆောင်နေဖြစ်စေခွန်ကြီးကြောင်နေမှာရှိနေတဲ့ဖယားကြောင်ကလာတဲ့အခါမှာဖြစ်စေလုတ်တဲ့လုတ်ထိတဲ့ဝေယဝိဇ္ဇာကြီးကိုဆောင်ရွက်ကြတယ်နော် ဝေယဝိဇ္ဇဆိုဘာထိမှသွင်ရတယ်စာရိတ္တာသီလထိမှသွင်ရတယ်။ဘုန်းကြီးကြောင့်간သွားတယ်။လုံတဲ့လုံထိုင်တဲ့တန်ရှင်တွေကစပြီးတော့လုပ်ခဲ့တယ်။ဒါဘာလို့ခေါ်တော့စာရိတ္တာသီလအဲ့ဒီတန်ရှင်လုပ်တဲ့ဝေယဝိဇ္ဇလုပ်ခြင်းအစရှိသောကျင့်ဝတ်မျိုးကိုစာရိတ္တာသီလထိမှသွင်ရတယ်။အဲ့ဒီစာရိတ္တာသီလပဲဖြစ်စေဝါရိတ္တာသီလပဲဖြစ်စေမြတ်စွာဘုရားရုပ်ဝတ်စေတွေရှိတဲ့နေရာမှာကိုက ဗုဒ္ဓသေနာသနာဝေယဝေစာရင်လုံးမဲဆိုရင်စာရိတ္တသီလတိဟူသော အနုဂါမိအဥ္စာကိုစေတီတိဟူသောဗန္နာတိတ်ဖြင့်မှာတာမြုံနာသမီးသင်္စိန်နေတဲ့ဘုရားကိုဆွမ်းကမဲဟုတ်လားမြတ်စွာဘုရားရုပ်ဘောတရှင်မမသီလခံယူစောက်တယ်မဲ့တရုံသီလခံယူစောက်တယ်ဒါပါတယ်ဝါရိတ္တသီလတိဟူသောအနုဂါမိအဥ္စာကိုမြုံနာသမီးသင်္စိန်နေတာဒီလိုသောပေါက်တာနောက်တစ်ခုတမာရီတိဟူသောအနုဂါမိအဥ္စာဘယ်လိုမြုံနာသမီးသင်္စိန်ရမှာဘုရားရှင်မမဆွမ်းတော့ကတဲ့သီလခံယူစောက်တယ်ပြီးတဲ့နောက် သဘောအဋ္ဌိပိအာရံသဘောအဋ္ဌိပိသမ္မာသမ္ဗုဒ္ဓအစရှိသည်ဖြင့်မြတ်စွာဘုရားဂုံတော်အနန္တတိကမိမိတို့ကြင်ညိုတဲ့ဂုံတော်တစ်ခုဖြင့်ထုံမှန်းပြီးတော့ဘုရားရှိမကိုကြဘူးလားရှိကိုတယ်ဘုရားရှိကိုတယ်ဆိုတာဘုရားဂုံတော်ပေါ်မှာအာယုံစုစိတ်ပြီးလို့ရှိကိုနေတဲ့အချိန်မှာပါစေတသိဖြစ်နေတော့ဧကဂရပမာတိဟုတ်လားမြတ်စွာဘုရားဂုံတော်အနန္တကိုထုံမှန်းပြီးနေတော့ပုဂ္ဂိုလ်ရဲ့တန်တန်မှာဖြစ်ပေါ်လာသောပရမတ္ထတရားကိုတေကိုကောက်ရင်သမာဓိပြထန်သောကုသိုလ်စိတ်ကိုကောက်ရတယ် ဒါကြောင့်ဘုရားရှင်ရဲ့ရုပ်ဘောတရှိမှောက်မှာမြတ်စွာဘုရားအာရန်ဆိုင်သောဂုဏ်တော်တွေကိုထုံဝမ်းပြီးတကလာတရားထိုင်နေတယ်သမထအပေါ်မှာထိုင်နေတယ်ဆိုပါစို့အဲ့ဒီရှင်ကာကာလမှာမိမိတို့သန္တာမှာဘာပြုတ်နိုင်ထားတယ်လဲဆိုလို့ရှိရဘုရားဒီဟူသောစေတီထင်းမှာပမာရီဒီဟူသောအနုဂါမိယဥစ္စာကိုမြုပ်နာသုံးပြီးသိစေတယ်ဒါကတော့ ုရားရုပ်ဘောရရှိမှာဗုဒ္ဓရုပ်ဘောရရှိမှာမှာမဟုတ်ပါဘူးကျန်တဲ့နေရာဌာနမှာလည်းတမာတိတိဟုသောအနုဂါမီဥစ္စာတွေကိုမြုံနာသောမိသိသိလို့ရတာပါပဲပညာပညာနဲ့ပတ်သက်ပြီးလို့ပြောကြဆိုဝိပဿနာပညာမြတ်စွာဘုရားရဲ့ရှင်းမောင်းမှာမိမိရဲ့ခန္ဓာ၅ပါးကိုမြတ်စွာဘုရားလှူဒန်းတယ်အဲ့ဒီလိုလှူဒန်းပြီးမှဘာလို့ကြတာမိမိရဲ့ခန္ဓာ၅ပါးတို့ရဲ့မမြင်ရှင်အိစသို့ဆင်းရှင်ဒုက္ခသို့အစုံမြအနတ္တသို့ကိုရှုမှတ်ပွားများအားထုတ်ကြတယ် အဲ့ဒီအချိန်ကမှဘုရားတိကုသစေတီတိကုသဘာနာတိတ်ချင်းမှာဝိပဿနာပညာဆိုတဲ့အနုဂါမိရဲ့ဥစ္စာကိုမြုပ်နာတော်မူသိသိချင်းဖြစ်ပါတယ်။ဒါပြန်ကောင်းပြီစေတီတိကုသဘာနာတိတ်စေတီလေးမျိုးတစ်မျိုးလောက်ဆိုသိကြဆိုနောက်ဘာနာတိတ်ဒီလောက်အောင်မယ်နော်။စေတီလေးမျိုးထဲမှာအခုပရိဘောဂစေတီဩရိသစေတီဓာတုစေတီနမစေတီမိတိစေတီရဲ့ရှင်းမောင်းမှာပဲဖြစ်စေဒါနာသီလသမာဓိပညာအကုန်လုံးမြုပ်နာတော်မူသိသိလို့ရတယ်။နောက်တော့ဘာနာတိတ်ခုကဟာလေ။ ဗန္ဓာတိုက်ထဲမှာပန်ကာနဲ့ပတ်သက်ပြီးတော့သမုဒ္ဒိသင်္ကအရိယသင်္ကနှစ်မျိုးရှိတယ်။အရိယသင်္ကသံမဲ့လေးပါပေါ်လေးပါလောကရတရားတူကိုရတော်မူတဲ့ရသောကြတဲ့သင်္ကကိုအရိယသင်္ကလို့ခေါ်တယ်။အဲ့ဒီအရိယသင်္ကနဲ့အသွင်တူနေတဲ့290ဒသပိုက်ခါပုဂ္ဂိုလ်စောက်တိတရှင်တူလို့အရိယမဖြစ်သေးတဲ့သင်္ကတွေကိုဘာလို့ခေါ်တော့သမုဒ္ဒိသင်္ကလို့ခေါ်တယ်။အဲ့ဒီအရိယသင်္ကဖြစ်စေသမုဒ္ဒိသင်္ကဖြစ်စေမိမိတို့က ရေရှမ်းကလူတမ်းမယ်ဆွမ်းဆက်ကလူတမ်းမယ်ဆိုရင်တန်ဃာတိကူသောဗန္နာဒိဋ္ဌိမှာဒါနာတိကူသောအနုဂါမိကဥစ္စာမြုံနာသူမြင်သိစေတာတီလာတန်ဃာနဲ့ပတ်သက်ပြီးတော့တန်ဃာဝေယဝေစာလုံးဝကိုဆောင်ရွက်ကြတယ်။ကျောင်းတိုင်းမှာလာပြီးတော့တန်ဃာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်သမျှကိစ္စဝါဆောင်ရွက်တယ်။ဒါတန်ဃာတိကူသောဗန္နာဒိဋ္ဌိမှာစာရိတ္တတီလာတိကူသောအနုဂါမိကဥစ္စာကိုမြုံနာသူမြင်သိစေတယ်။တန်ဃာတို့ရဲ့ရဲ့ရှေ့မောင်မှာဗရဏုံတိနာခိုင်စောက်တဲ့ရင်တီလာတိကူသောအနုဂါမိကဥစ္စာကိုမြုံနာသူမြင်သိစေတာပါပဲ။တန်ဃာတို့ရှင်ဒီမရဲ့မြတ်တို့ရဲ့ရှေ့မောင်မှာပဲ တမာတိဘာဝနာဝိပဿနာဘာဝနာပွားများကျုပ်ကိုအားထုတ်နေလို့ရှိရင်တမာတိပညာဆိုတဲ့အနုဂါမီဥစ္စာကိုမြုံနာသုံးပြီးသင်စေတာနောက်ပါလားပုဂ္ဂလင်ဝါလူကံပုဂ္ဂိုလ်ဆိုတဲ့ဗန္ဓာဒိဋ္ဌိမှာလည်းပဲအနုဂါမီကဥစ္စာနာမြုံနာသုံးပြီးသင်စေပါအလူကံပုဂ္ဂိုလ်စိတ်လျောက်တော့ဖွင့်တတ်ပါလားစိတ်လျောက်ကိုအမီလောက်ပဲဖော်ပြသွားမယ်နော်ဘုရားမြတ်စွာဘုရားစေကားနဲ့ရိယာရှိဝဆံရပါဟိနလီပုလူဇံတရိဇံလူခံတကြိတ်လေးဆောင်းဖို့ကဆိုဒီတိုင်းပဲ ဦးဇင်ဟောဘကာရတဲ့အမြိုက်ကြံသေးတယ်အရှင်မလောက်ဘူးတို့မိုက်အလူကံဘုကအလုံးပဲနှုတ်ရှိတော့စိတ်လေးမျိုးဖယားရှင်ဟောတာကံဒီထဲမှာတို့တက္ကမတတိကြမှာပေါ့တရိစ္ဆန်ပုဂ္ဂိုလ်အလူကံပုဂ္ဂိုလ်ထဲမှာပါတယ်ရိစ္ဆန်ပုဂ္ဂိုလ်တိဟူသောဘန္တာတိတ်ထဲမှာငါတို့ဘယ်လိုညုံနာသမီးသိမ်းဆင်းရမှာလဲဒီမိခွန်းတို့ထောက်ထောက်စီရအကြောင်းရှိတယ်တကယ်အစာအာဟာရတွေပုံပေးပြီးတော့မိမိအိမ်မှာမွေးထားတဲ့ခွေးတွေနွားတွေကြွေးတွေကိုကြွေးတာကိုမဆိုထားပါနဲ့။အိုးစိရခွက်စိကိုတွန်ရှားတဲ့အချိန်ခါကာလမှာတောင်မှငါရကုတွန်ရှားလိုက်တဲ့အိုးစိရခွက်စိဖြင့် ဟောဒီအင်းအောင်မရှိနေကြကုန်တော့ပို့လောင်စားတော့တရားဝရမြတ်တာပါစေလို့ယောနိသောမဏိကာရစိတ်ကောင်းနှလုံးကောင်းထားပြီးတော့ပွန်ရှလိုက်ရင်ပဲအဲ့ဒါဒါနာကုသိုလ်ဖြစ်ပါတယ်ဖရာဟောထားတာနော်အဲ့ဒါဥစ္စနာတရားမတွေကုသိုလ်ဆိုတာနေရာတိုင်းမှာယူလို့မရဘူးလားရတယ်ဒါကြောင့်အလူကံပုဂ္ဂိုလ်ဒီဥသောဘန္တာတိတ်မှာအလူကံပုဂ္ဂိုလ်စိတ်လျောက်သေးမှာတရိစ္ဆာန်ပုဂ္ဂိုလ်ကတော့မှဒီလိုလူရင်ဒီလိုဒါနာဒီဥသောအနုကံမြေဥစ္စာနာမြှုပ်နှံသည်သင်စရာရောက်တယ်ဆိုတော့ကျန်တဲ့အထက်ကအလူကံပုဂ္ဂိုလ်တွေပြီးသွားပြီ ဒီလောက်နဲ့ပဲသွားကြဆုံးနောက်ဘန္နာတိတ်တစ်ခုသွားရအောင်နော်အဲဒေယံငါလူဆိုတဲ့ဘန္နာတိတ်ထင်မှလည်းပဲနုဂါမိကဥစ္စာနာကမြုံနာသမီးသင်စေရမယ်ဒါကတော့မခက်ပါဘူးဗုဒ္ဓသာတော်ရဟန်းတော်များမိမိတို့အင်းတို့အခိုက်အတန့်ကြွလာတဲ့အခါမှာအေးကတ္တာတွေနော်တောက်ရည်တွေကတ္တာတွေရေဝီရည်တွေကတ္တာတွေဒါတွေဟာကာလရဏကောင်းမှုကုသိုလ်လို့ခေါ်တယ်အဲဒေယံငါလူတွေမိမိတို့အင်္ဂတို့အတူပဲမိတ်ဆွေပိုင်းကားတွေလူပုဂ္ဂိုလ်တွေရောက်လာတဲ့အခါကာလမှာလေကိုတက်နေတဲ့နေ့ဖြစ်နော်စိတ်လေးတွေကောင်းနေနော် ရေဝရေအေးတွေအေးတွေတရွေတာတွေဒါတွေအလုံးဘေးထဲမှာသွင်းတာအတ္တိဒါနပါဠိလိုမြန်မာလိုဧည့်သည်အင်္ဂါလူဆိုတဲ့ဘာနာတိတ်ထဲမှာဒါနကောင်းမှုကုသိုလ်တွေဆိုတော့အနုဂါမိကဥစ္စာနာကိုမြုံနာသမီးသိစရာပါထမဲစာရှင်တန်းထမဲကျွေးလိုက်အေးတိတ်နိုင်အေးတိတ်လိုက်နော်ငါတို့အိမ်ဆိုဧည့်သည်တွေလာရအောင်လားဆိုပြီးတော့စိတ်ထဲမှာမရှမ်းမသာမဖြစ်ပါနဲ့ငါအိမ်ဆိုအလူခံဘုတ်ကိုကြွလာတဲ့အချိန်ခါမှာငါတက်နေတဲ့လောက်ရေအေးလေးတစ်ခွက်တော့ငါတိုက်လိုက်မယ်ဆိုတော့ကောင်းမြတ်သောစေရနာလေးမွေးပြီးတော့ ရေတစ်ခွက်တိုက်ရတာဒီပဲလေယံအင်္ဂါတိတ်အင်္ဂါတို့ဆိုတဲ့ဗန္နာတိုင်းထဲမှာအနုကံဒါနတိကုသောအနုကံကဥစ္စာကိုမြုံနာသုံးပြီးသိသိရရောက်ပါတယ်။နောက်ဗန္နာတိုင်းကြီးတလုံးသွားရအောင်။မာဒရီမင်ခင်ပိတရီဖခင်ဗန္နာတိုင်းကြီးနှလုံးပြထားတယ်။သူတို့နှလုံးကပတ်တိရှင်တူသည့်အတွက်ဦးဇံတို့ကတလုံးလေးပေါင်းပြီးတော့ခေါ်သွားမယ်နော်။မင်ခင်တိကုသောဗန္နာတိုင်းဖခင်တိကုသောဗန္နာတိုင်းထဲမှာအနုကံမိကဥစ္စာမြုံနာသုံးပြီးသိသိဝင်ကြတော့မြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်မှာ မာတုပောဒကပပြံမကပုတ်ဆိုပြီးတော့ဟောထားတယ်မိဘရဲ့ကျေးဇူးဟာအမှန်တမ်းကြီးမားပါတယ်မိခင်ဖခင်ဆိုတဲ့ဘာနာတိတ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘယ်လိုဂုံပုံနဲ့ပြောထားသလဲဆိုရင်လောကမှာပြန်မာပြန်မာလို့ပြောနေကြတယ်ပြန်မာဆိုတာတခြားဘုက္ကိုမဟုတ်ဘူးမိဘနှဘာတွေရဲ့အမိပါပဲပြန်မာဘုံမှာရှိနေတဲ့ပြန်မာကြီးကိုလေးမြင်ရတာမဟုတ်ဘူးဟုတ်လားမြင်ဦးတဲ့ပုဂ္ဂိုလ်ကလည်းတထောင်တယောက်ရှိချင်းမှရှိမှာပြန်မာဆိုတာတခြားဘုက္ကိုမသတ်မှတ်ပါနဲ့ကိုအိမ်မှာရှိနေတဲ့ အနန္တကိန်းကိုကျေးဇူးရှင်မိခင်ဖခင်ပြန်မာကြီးတွေပဲပြန်မာပြန်ရောက်သွားကြတော့ပြန်မာတွေဟာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြန်မစိုးတရား၄ပါးနဲ့လောကမှာရှိနေသောတရားတွေအပေါ်မှာပြန်မစိုးတရား၄ပါးနဲ့ကျင့်သုံးနေထိုင်ကြသလိုပဲမိဘဆိုတဲ့ပုံကိုယ်တွေဟာလည်းသာသမီတို့နဲ့ပတ်သက်လာပြည့်ဆိုရင်ဘယ်တော့မှမေတ္တာတရားမပြတ်ဘူးဘယ်တော့မှကရုဏာမပြတ်ဘယ်တော့မှမုဒိတာမပြတ်ဘယ်တော့မှဥပေက္ခမပြတ် ဒီပြန်မစောတရား၄ပါးနဲ့ကြံ့သုံနေထိုင်ကြသည့်အတွက်ကြောင့်ပြန်မပြေသောရောက်ရှိသွားကြအောင်သောပြန်မကြီးတို့နေသူပြန်မစောတရား၄ပါးသာသမိတို့နဲ့ပတ်သက်တဲ့အခါမှာမိဖတို့ရဲ့နှလုံးသားထဲမှာပြန်မစောတရားစတာဘယ်တော့မှမပြည့်စုံပါဘူး။ဒါကြောင့်မိဖကပြန်မပြန်မပုံမှာရှိနေသောပြန်မကြီးတို့ကိုပူဇော်ပသနေပြီးအစားမိမိအပေါ်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြန်မစောတရား၄ပါးနဲ့အညီအမြတ်ထားတဲ့ကြံ့သုံနေတဲ့မိဖတည်းဟူသောပုဂ္ဂိုလ်ပုံမှာပြန်မကြီးလို့သဘောထားပြီးတော့မိမိတို့တတ်နိုင်တဲ့နေဖြင့်ပေးကြကြွေးကြလူတန်းကြမယ်ဆိုရင် မိဘတိကူသောပန္နာတိတ်ထဲမှာအနုဂါမိကဥစ္စာနာကိုတာမြုံနာသွေးပြီးသင်ဆင်းနေတာပါ။ဘုရားရှင်ကပြောထားတယ်။အနန္တဂိုင်းဝင်ကျေးဇူးရှင်ဖြစ်သောမိဘများကိုလောကီနေဖြင့်ကျေးဇူးဆလုပ်ရတော့မကြေပွားနိုင်ဘူးဆိုတာမှန်ပါတယ်။အသက်တရာရှည်တယ်ဆိုကြဆို။မိကိုလက်ဝေးဘက်ပခုံးဖေကိုလက်ရဘက်ပခုံးပေါ်မှာတင်းပြီးတော့နှစ်တရာကာလပတ်လုံးထမ်းပြီးပြုစုလုပ်ပြီးစောင့်ရှောက်တော့လည်းပဲ။ အနန္တကံဝင်ကျေစုရှင်မိဖမြတ်ကိုလောကီရဏနဲ့ကျေစုဆိုင်လို့တော့ဘယ်လိုနည်းနဲ့မှမကျေပွားနိုင်ဘူး။ဒါဖြင့်ကျေပွားတော့ကျေစုဆိုင်ရှင်နေမရှိဘူးလားဆိုတော့ရှိပါတယ်တဲ့။နော်။ကဲမိဖကကျေစုဆိုင်တာနေနဲ့ပတ်သက်ပြီးတော့ဖျားရှင်ကဘယ်လိုကျေစုဆိုင်ရမှာလဲ။အတ္တရေတတ္တသံပရာယသမာဓိပေတိ။အတ္တပဲဖျက်တရားသင်္ကလို့ဆိုတဲ့ယရဏ၃ပါးအပေါ်မှာသက်ဝင်ယုံကြည်မှုဆိုတဲ့တရားတရားခေါင်းပွားနေရတော်မူပါ၏ကို။ ်တတဗမ္မာယရဏသုံးပါးပေါ်မှာသေဝယုံကျင်းမှုဆိုတဲ့တရားတရားနဲ့ပြည့်စုံလာအောင်ဗမ္မာရေဝတိပရိဋ္ဌာဝေတိပြုလုပ်ပင်နေသောသတ္တမင်းတွေဟာမိဘကိုကြည်ပွန်သောကျေးဇူးဆိုင်ခြင်းနေပြင်ကျေးဇူးဆိုင်ရာရောက်တယ်နောက်တစ်ခုကိုကျင်းသီလအာနေနေတဲ့မိဘတွေကိုသီလသမ္မာယသီလနဲ့ပြည့်စုံလာအောင်လမာတဝိတိပရိဒါဘေတိပြုလုပ်ပေးနိုင်သောပသမိတရားလည်းပဲမိဘကိုကြည်ပွန်သောကျေးဇူးဆိုင်ခြင်းဖြင့်ကျေးဇူးဆိုင်ရာရောက်တယ်။ဘယ်နှမျိုးရှိသလဲ။ နှစ်မျိုးယရနာသုံးပါးဘာသာဝင်ယုံကြည်မှုသတ္တရာနဲ့တမျိုးယူဆတ်ပါနော်ငါးပါးသီလကိုခေါ်ဆိုမှလုံချုံစေမှုဆိုတဲ့သီလပိုင်းနဲ့တမျိုးယူဆတ်ပါနောက်တစ်ခုကမပင်းလို့မကန်းလို့မလူလို့မကန်းလို့ဝန်တို့စင်းနေတယ်ဆိုတဲ့မိစရိယတရား ထက်သန်အကောင်းနေတဲ့မိဖတွေကိုစာကသမ္မာရာစွန့်ကြည့်ပေးကလှူဒန်းမှုဆိုတဲ့ဒါနကောင်းမှုကုသိုလ်ဘက်မှာပြုံးမွေလာအောင်သမ္မာရပတိပရိတာပေတိပြုလုပ်ပေးနိုင်သောပသမီနေရာလည်းပဲမိဖကိုကြည်ဝံသောကျေးဇူးဆက်ရှင်နေပြန်ကျေးဇူးဆက်ရာရောက်တယ်။လူကျင်တန်းရှင်တဲ့စေရနာမရှိတဲ့မိဖများကလူကျင်တန်းရှင်တဲ့စေနာထက်သန်လာအောင်ပြုလုပ်ပေးသောပသမီနေရာလည်းမိဖကိုကြည်ဝံသောကျေးဇူးဆက်ရှင်နေပြန်ကျေးဇူးဆက်ရာရောက်တယ်။ မိဘဒီဥသာဘာနာတိတ်ထဲမှာအနုဂါမိကဥစ္စာမြုံနာသမီးသင်စေဖို့အတွက်အသေးစိတ်သိထားရမယ်နော်လူတိုင်းလူတိုင်းဟာကြံတဲ့ပုံစံတွေနဲ့သာအတူမနေကြတာမိဘနဲ့တော့အတူနေတိုင်းရသောသာသမီတွေများပါတယ်နောက်တစ်ခါမိဘဖြစ်တဲ့ပုဂ္ဂိုလ်ကကံကံကြိုးပေါ်မှာသက်ဝင်ယူခြင်းမှုစက္ကမသရဉာဏ်ပညာလည်းမရှိဘူးဖယားကုံတော်ရွတ်ဖတ်ပွားများအားထုတ်ခြင်းဆိုတဲ့သမာဓိဘာဝနာဆိုတာလည်းပဲဝါသနာမပါဘူးခန္ဓာ၅ပါးယုံ nant တရားတို့ရဲ့မမြင်ရှင်းတဲ့သဘောဆိုင်ရှင်တို့ကသဘောဆိုမြအနတ္တသဘောကို ထင်လေမြင်လေနိုင်အောင်ကြံ့ကြံ့ကြုတ်အားထုတ်ရမယ်ဝိပဿနာပညာလေးမရှိဘူးအဲ့ဒီလိုကမ္မသရဉာဏ်ပညာရဝိပဿနာဉာဏ်ပညာရအာနိနေတဲ့မိဖမြက်ကိုကမ္မသရဉာဏ်ပညာဝိပဿနာဉာဏ်ပညာထက်လထက်တန်လာအောင်ပြုလုပ်ပေးတော့သာသမီဟာလည်းပဲမိဖကိုကြေပွန်တော့ကျေးဇူးဆိုင်ခြင်းဒီပြင်ကျေးဇူးဆိုင်ရရောက်တယ်အားလုံးစုစုပေါင်းဘယ်နှမျိုးတော့လေးမျိုးအကျဉ်းချုပ်ရပတ်တာသီလစာကပညာ၄ပါးပဲ သရဏရခေါင်းပါနေတယ်မိပါမြတ်ကိုသရဏရအထက်တန်လာပြုလို့ပေးတာသာသမိတွေကိုကျင့်သီလအာနေနေတယ်မိပါမြတ်ကိုကိုကျင့်သီလစောက်တင်နှိုင်လာအောင်သီလဝိုင်းတရားတော်ရအောင် ပြုလို့ပေးတာသာသမိတွေမလူလုံးမတန်းလုံးမပင်းလုံးမကန်လုံးဝိုင်းလို့စိနေမှုဆိုတဲ့မစ္စရိယတရားကိန့်အောင်နေတယ်မိပါမြတ်ကိုစွန့်ကြည့်ပြီးကလူတန်းမှုဆိုတဲ့ဒါနကောင်းမှုပုသောဖက်မှာပြုံမွေလာအောင်အထမ်းမြအောင်ပြုလို့ပေးတာသာသမိတွေကမ္မတရဉာဏ်ပညာ ဝိပဿနာဉာဏ်ပညာအာနိနေတဲ့မိဘအမြတ်ကိုကမ္မသရဉာဏ်ပညာထက်သန်သောဝိပဿနာဘာဝနာတရားပွားများကျုပ်ကိုအတော်နိုင်အောင်အထောက်ပံ့ပေးကြသောသသမိတွေဟာမိဘကိုကျေပွန်သောကျေးဇူးဆိုင်ခြင်းတွင်ကျေးဇူးဆိုင်ရာရောက်တဲ့အဲ့ဒီလိုပြုလုပ်ပေးတဲ့ပုဂ္ဂိုလ်တွေကတော့မိဘတည်းဟူသောဗန္တာတိတ်ချင်းမှာအနုဂါမိကဥစ္စာဆိုတဲ့ရတနာထုတ်ကြီးကိုမြုံနံသွင်းပြီးသင်စရာရောက်ပါတယ်ကျေပွန်သောကျေးဇူးဆိုင်ခြင်းတွင် ယေຊုဆက်ရရောက်တယ်တခြားသလောကီနေပြန်မိဖကယေຊုဆက်လို့တော့မရဘူးဒီလေးပါနဲ့ယေຊုဆက်မှရောက်တယ်ဘာကြောင့်လဲစัจ java ဝိမေဖြစ်လို့လောကီဥစ္စာယတနာတွေနဲ့ပုံပြီးတော့မိဖကိုထောင်းအသက်တရားရှင်အသက်တရားကာလပတ်လုံးထောင်းအဲ့ဒီလောကီဥစ္စာယတနာနဲ့ထားခြင်းဖြင့်လည်းဒီတဘဝသာရှမ်းသာအောင်ရှမ်းသာမိဖဖြစ်တဲ့ပုဂ္ဂိုလ်ကဒီပစ္စည်းဥစ္စာကိုတွေ့တာတိုင်းမဲ့မှုဆိုတဲ့တဏှာနဲ့မြန်သေးသွားလို့ရှိရင် तू ကဘာဖြစ်မှာတော့ငရဲတဲ့ဆံပြေတာသူတွေရောက်အောင်မယ်အပေးသွဆွေးချလိုက်အောင်ပါနော် အခုသရဏတရားမရှိတယ်မိဘမျိုးသရဏတရားထက်သန်လာအောင်သီလကိုကျင့်သီလအာနေနေတဲ့ပုဂ္ဂိုလ်ကိုကျင့်သီလထက်သန်လာအောင်ဒါနကောင်းမှုကုသိုလ်ဖက်မှာဝါသနာမပါတဲ့ကောင်းမိဘမျိုးကိုဒါနကောင်းမှုကုသိုလ်ဖက်မှာအထမြောက်ဝါသနာပါလာသမထဘာဝနာဝိပဿနာဘာဝနာကမ္မသရဉာဏ်မြင်အာနေနေတဲ့ပုဂ္ဂိုလ်မျိုးကမ္မသရဉာဏ်မြင်အာကောင်းလာအောင်ဝိပဿနာတရားပွားများကြည့်အထောက်လောင်းပြုလုပ်ပေးနိုင်သော သာမင်ကြတော့မိဘကိုတဘဝစာကျေးဇူးဆရာရောက်ပြီမဟုတ်ဘူးသန္တာကလွတ်ရလိုက်ကြောင်းမြတ်သာကျင့်ဝတ်ပฏิပတ်ဆိုတဲ့ ယရနာထုတ်ကြည့်ကိုပါပြဲလိုက်တာနဲ့တူတူပါပဲသီလလွန်ရှင်အောင်ဆောက်တည်သွားသည့်အတွက်ကြောင့်ဒုတိယဘဝကစပြီးတော့သူသည်ငရဲ့တဲ့ဆံပြစ်တာသူတွေအပေဘုံကြီးဒုက္ခတိတော့မသွားနိုင်ဘူးအပေတကပိုက်အောင်ကျေးဇူးဆလေးရရောက်တယ်ဒါနာကံမှုကုသိုလ်ပါရှိအောင်ပြုလုပ်ပေးလိုက်သည့်ကြောင့်ဘဝသန္တရာမှာစာရဲတော့ရင်နေရထိုင်ရင်ဘဝကသံပတ်တည်တယ်ပြည့်စုံအောင်ကျေးဇူးဆပ်ပေးရရောက်ပါတယ်သမရဘာဝနာဝိပဿနာဘာဝနာအားထုတ်နေပြုလုပ်ပေးလိုက်သည့်အတွက်ကြောင့်ဘဝသန္တရာမှာ ခန္ဓာ၅ပါးတို့ရဲ့မမြင်ရှင်းနေစားဆင်းရှင်းတို့ကဆုံးမြတ်အနိုင်တသဘောကိုဘုရားသာသနာတခိတ်မှာကြိုးပမ်းပွားမြတ်အထောက်လေလို့ရှင်နောက်ဘုရားဆိုင်သောအရိယသူတို့ကောင်းတို့နဲ့တွေ့တဲ့အခါမှာလေးပဲဒီတရားတွေကအလွေတကူနဲ့ထင်လာပြီးတော့နောက်ဆုံးနိဗ္ဗာန်မဲ့ဖို့တိုင်အောင်ရရှိနိုင်တယ်အဲ့ဒီလိုအပေတကပိုက်အောင်ကြီးကိုကျေးဇူးဆိုင်ရာရောက်သည့်အတွက်ကြောင့်မိဘဖြစ်သော ပုဂ္ဂိုလ်မျိုးကို ပတ္တာသီလစာကပညာဒီတရား၄ပါးနဲ့ပြည့်စုံပြုလုပ်ပေးနိုင်သောသာသမိတွေဟာမိဖကိုခြေပွန်သောခြေစုဆိုင်ရှင်နေပြန်ခြေစုဆိုင်ရာရောက်တယ်ဦးဇင်းတော်နိုင်ငံမှာစာအုပ်တော်တော်များများဦးဇင်းတော်ကိုဖတ်ဖို့ရတယ်နှုတ်ဆုံးဖတ်ဖို့တဲ့စာရေးဆရာတွေကဘယ်သူကကောက်ရေးမှလည်းမသိဟုတ်လားမြတ်စွာဘုရားတော်မှာနှုတ်တလုံးပေါ်ပဲခြေပါတယ်ဆိုပြီးတော့ဆိုတော့မေရမိနာတရားဟောလို့ဟိုကဘာဖြစ်သွားလဲတောတာပါနော်အဲတရားတရားထုတွေတရားတော်များတွေရအောင်ဟောနေတဲ့ ဖယားတော်မှာမိဘအကျွေးမကြေဘူးဆိုတော့ကျန်တဲ့ပုဂ္ဂိုလ်တွေတပ်ပန်တော့အကျွေးနဲ့ပဲသွားကြတော့မှာဘယ်လို့ကြမှာလဲမဟုတ်ဘူးအဲ့ဒါတွေကဖယားဟောတရားမဟုတ်ဘူးဖယားဟောစိတ်ကပါလေတိုက်တာသီလာစာကပညာဒီတရားလေးပါအာနိနေတဲ့မိဘမျိုးကအဲ့ဒီတရားလေးပါအာကောင်းလာအောင်ပြုလုပ်ပေးသာပါရရဏသမိရဏသည်မိဘဘောဒီဥသာဘာနာတိတ်ထိမှာအနုဂါမိကဥစ္စာဆိုတဲ့ရွှေအုံငွေကိုလည်းမြုံနာသွင်းပြီးသိမ့်စရာရောက်ရုံမဟုတ်ဘူးဘဝတန်ត្រာတခြားလုံးတော့ခြေပွန်းသောခြေစုဆိုင်ရှင်နေခြင်း ကျေးဇူးဆရာရောက်တယ်အဲ့ဒီမိခင်တိဥသောဗန္ဒတိတ်ချင်းမှာမြုံနာသမီးသင်စေတာတဲ့ပြည့်စုံဥစ္စာကိုလည်းပဲဘေးခုတ်သူဘင်ရသူမျိုးမှာလူရဲ့တိတ်ဖြည့်မရနိုင်နောက်တစ်ခုသွားတ냐လူတိုင်းလူတိုင်းမှာညီကောင်မောင်နှမတွေရှိတယ်ကို့မှာရှိနေသောပြည့်စုံဝတ္ထုတို့ဖြင့်ပညာမတတ်သောညီကောင်မောင်နှမတွေပညာတတ်အောင်သင်ပေးတာတယ်စီဝိုင်းနဲ့ပတ်သက်ပြီးတော့ခက်ခဲရှိနေကိုကအထောက်ပံ့ပေးပြီးတော့ဒါစီဝဲလောက်ဆောင်နိုင်ဖို့ကျမ်းမိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲကျမ်းမိုင်းအထောက်အကူပြည့်စုံတွေကိုစေဝါတက်စာကိုပေးပြီးတော့ပြုလုပ်ပေးတာတွေ ညီကောင်မောင်မတင်းဟူသောဗန္နတိုက်ထင်းမှာအနုဂါမိကဥစ္စာကိုမြုံနာသွင်းပြီးသင်စေတာပါအဲ့ဒီလိုညီကောင်မောင်မတင်းဟူသောဗန္နတိုက်ထင်းမှာလည်းပဲအနုဂါမိကဥစ္စာနာကိုမြုံနာသွင်းပြီးသင်စေထားဖို့လိုအပ်ပါတယ်တဲ့ကြောင့်အလူခံပုဂ္ဂိုလ်ဆိုတာအသိဉာဏ်နဲ့ရှင်သာပုဂ္ဂိုလ်တွေအတွက်အလူခံဗန္နတိုက်ရှားရလားမရှားဘူးအထူးအပြင်မိမိတို့အိမ်မှာမိခင်ဖခင်ဒါအရေးကြီးတယ်ကျန်တဲ့ပုံပုံတွေကတော့အကျွေးမတန်ဘူးเนาะမိဘကတော့ အကျွေးတင်လိုက်တဲ့ဒီတော့အကျွေးလေးကြေရမယ်ဗန္ဒတိတ်ထင်းမှာလည်းပဲအနုဂါမိကဥစ္စာနာမြုံနာသွင်းပြီးသင်စရာရောက်ဖို့အတွက်လူတိုင်းလူတိုင်းမှာဘေဗန္ဒတိတ်ကအရေးကြီးနေတော့မိခင်ဒီဥသာဗန္ဒတိတ်ဟာခင်ဒီဥသာဗန္ဒတိတ်ဒါကိုမမေ့ကြပါနဲ့ဒီတော့ဗန္ဒတိတ်ကြီးအလုံးစုစုပေါင်းဘယ်နှလုံးရှိတော့ခုနှစ်လုံးမြတ်စွာဘုရားကစေရီဒီဥသာဗန္ဒတိတ်မှာလည်းအနုဂါမိကဥစ္စာနာမြုံနာသွင်းပြီးသင်စရာမယ် ။ဗန်ဂါရတိဟူသောဗန္နာတိတ်တိမာလည်းပဲအနုကာမိဥဇာဏမြုံနာသမီးသင်္စေပါအလူကံပုဂ္ဂိုလ်စိတ်တရောက်ဆိုတဲ့ဗန္နာတိတ်တိမာလည်းအနုကာမိကဥဇာဏမြုံနာသမီးသင်္စေပါအေသေးအင်္ဂန္တုဆိုတဲ့ဗန္နာတိတ်တိမာလည်းပဲအနုကာမိကဥဇာဏမြုံနာသမီးသင်္စေရမယ်။မိင္ကင်ဆိုတဲ့ဗန္နာတိတ်တိမာလည်းအနုကာမိကဥဇာဏမြုံနာသမီးသင်္စေရမယ်။ဖခင်ဆိုတဲ့ဗန္နာတိတ်တိမာလည်းပဲအနုကာမိကဥဇာဏမြုံနာသမီးသင်္စေရမယ်။ညီင္ကိုမောင်နှမဆိုတဲ့ဗန္နာတိတ်တိမာလည်းပဲအနုကာမိကဥဇာဏမြုံနာသမီးသင်္စေရမယ်။အဲ့ဒီဗန္နာတိတ်ကြီးခွန်နှလုံးထဲမှာမြုံနာသမီးသင်္စေတတ်တဲ့ အနုဂါမိကဥစ္စာယရနာကတော့ဘေခုသူဘယံသူတို့မှလူရဲ့တိုက်ပြမရနိုင်တဲ့ကိုယ်ပိုင်ဥစ္စာဒါကြောင့်မိမိတည်းကိုယ်ပိုင်ဥစ္စာသည်ဒါနာသီလသမာဓိပညာ၄ပါးအဲ့ဒီ၄ပါးကမြုံနံထသုံးမိသိသိရမယ်ဘာနာတဲ့ဒီဘာနာတဲ့ပြန်လာတော့နော်ခဏလုံးအဲ့ဒီဘာနာတဲ့ကြီးခဏလုံးထဲမှာမြုံနံသုံးမိသိသိထားတဲ့ဒါနာသီလသမာဓိပညာဆိုတဲ့၄ပါးသည်တာလျင်တတဝအနန္တတို့ဤကိုယ်ပိုင်ဥစ္စာစိတ်ဖြစ်ပါတယ်။ကျန်တဲ့လောကီယရဏတွေကကိုယ်ပိုင်ဥစ္စာမဟုတ်ဘူး။ ကိုစီကောင်းကဣဇာတဝညာနာစကုမျိုးထောက်ရှုလျက်ယခုဝင်လျင်းတည်တယ်မြေအောင်ကြိုတန်းကြိုကိုပြုလို့အတောင်နိုင်ကြပါစေကုန်သတည်း